လိုက်မှာဖြစ်ချင်တယ်ဆိုလို့ရှိရင်အငယ်တော့အဆောင်ကြီးဖြစ်ချင်တယ်အင်ဂျင်နီယာကြီးဖြစ်ချင်တယ်လို့ဖြေခဲ့တဲ့အစားအဲ့ချိန်ကစပြီးတော့ငါက K-pop idol လုံးမှာပေါ့အဲ့အဲ့လိုမျိုးဖြေခဲ့တာပေါ့တော့အတန်ကြီးငယ်တော့ရည်ရပေါ့အဲ့လိုဖြေတာကလည်းဒီရောက်ပြီးတော့ဆရာအောင်ပြီးပြီးတော့ဒီရောက်ပြီးတော့ဒီကဒီ computer professor ကြီးမေးတဲ့အချိန်ထိလည်းအဲ့လိုဖြေတာပေါ့တော့ကအောင်ကြောင့်ပြီးလို့ရှိရင်ဘာလုပ်ချင်လဲဘယ်မှာအလုပ်ဝင်ချင်လဲဘာညာအဲ့လိုမျိုးရည်လို့ရှိရင်အဲ့လို K-pop idol ဖြစ်ချင်ပါလေပြောလို့ရှိရင် အစ်တန်းလေးကလူတွေပုံစံရဲ့ကြီးကြတာပေါ့နော်အဲဘောဘလို့ဘာပြောရဲဘောအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးဒါပေမဲ့တစ်ခါမှတော့အဲ့လိုမျိုးဖြစ်ရတဲ့အပေါ်ကိုတော့မရှက်ခဲ့ဘူးပေါ့နော် Newell အဖွဲ့ပေါ့နော် Newell အဖွဲ့အကြတော့ DDA ပါဝင် member 3ယောက်ရှိတယ်ပေါ့နော် DDA ကမြန်မာလူမျိုးကျန်တဲ့2ယောက်ကတော့ကိုရီးယားလူမျိုးပဲပေါ့နော်အဲ့အဖွဲ့လေးကမကြတော့မကြသေးဘူးပေါ့နော်ဟို debut လုပ်ထားတာကကုလပိုင်းရနေပြီ debut လုပ်ထားတာဖြစ်တယ် album တစ်ခုထွက်ထားတယ်ပေါ့နော် mini album တစ်ခုထွက်ထားပြီးတော့သချင်း title song တစ်ခုနဲ့ bia side track နှစ်ခုရှိတယ်ပေါ့နော်အော်အဲ့ album လေးတစ်ခုထွက်ထားပါရဲ့ရှင်မြန်မာတော့ဒီ newell အဖွဲ့လေးမှာအဓိကတော့ leader position အနေနဲ့ရှိရပေါ့နော် leader position ကအဓိကဖြစ်တယ်ပြီးတော့ ဒီနောက်မှာလည်း main vocal အနေနဲ့လည်းရှိတယ်ပြီးတော့ dancer main dancer အနေနဲ့လည်းတောင်းယူထားပါတယ်ပေါ့နော်ပြီးတော့ကလေးလို့လို rap အပိုင်းတွေမှာလည်းအကယ်၍လိုခဲ့တယ်ဆိုလို့ရှိရင်ဝင်ပြီးတော့အားဖြည့်ပြီးတဲ့လူမျိုးပေါ့နော်ဟိုတောက်တူမေးရ member အနေနဲ့ရှိနေပါတယ်ရှင်ဟော K-pop industry ကတော့ငငယ်လေးတည်းရပါပေါ့နော် ဒီကိုရီးယားသချင်းတွေကိုစပြရတာထောင်ပြီးတော့ကိုရီးယားအဖွဲ့တွေကိုစကြိုက်ခဲ့ရဲဆိုကြတဲ့ကညီမပထမအုပ်ဆုံးကြိုက်ခဲ့တဲ့သချင်းလေးကဒီ Ghost Generation အဖွဲ့ Into the New World ဆိုတဲ့သချင်းလေးကိုကြည့်ပြီးတော့ဒီအိမ်မက်လေးကိုစပြီးတော့ဘယ်မှာလဲအကောင့်အကောင့်ထဲတော့မဖော်ဘူးနော်ဒီအိမ်မက်လေးကိုထိုင်မက်ခဲ့တာပေါ့နော် ီလိုမျိုးလေးကကျင်တဲ့လူမျိုးလေးဆိုချင်လိုက်တာပေါ့အဲ့ဒါနေစားပြီးတော့ပုံငယ်ချင်းတွေနဲ့ပဲတွေ့ရမယ့်ဒီတခြားသူတွေကဘာလို့မင်းမင်းကြီးလိုက်မှာဖြစ်ချင်လဲဆိုလို့ရှိရင်ငယ်တော့ကတော့အဆောင်ကြီးဖြစ်ချင်တဲ့အင်ဂျင်နီယာကြီးဖြစ်ချင်တယ်လို့ဖြေခဲ့တဲ့အစားအဲ့အချိန်ကစားပြီးတော့ငါက K-pop idol လုံးမှာပေါ့အဲ့အဲ့လိုမျိုးဖြေခဲ့တာပေါ့တော့ပုံငယ်ချင်းတွေရီတာပေါ့အဲ့လိုဖြေတာကလည်းဒီရောက်ပြီးတော့ဆရာအောင်ပြီးပြီးတော့ဒီရောက်ပြီးတော့ဒီကဒီ Korean professor ကြီးမေးတဲ့အချိန်အထိလည်း လိုဖြေတာပေါ့နော်ကိုကအကြောင်းပြလို့ရှိရင်ဘာလုပ်ချင်လဲဘယ်မှာအလုပ်ဝင်ချင်လဲဘာကြောင့်အဲ့လိုမျိုးမေးလို့ရှိရင်အဲ့လိုမျိုး K-pop idol ဖြစ်ချင်ပါလေပြလို့ရှိရင်အဲ့တိုင်းကလူတွေ process ရေးရည်ကြတာပေါ့နော်အဲဘာဘာလို့ဘာပြောရလဲပေါ့အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးဒါပေမဲ့ တခါမှတော့အဲ့လိုမျိုးဖြစ်ရတဲ့အပေါ်ကိုတော့မရှက်ခဲ့ဘူးပေါ့နော်ဘလို့လဲပြစ်ချင်တာမွေးတာမဟုတ်ဘူးလားပေါ့နော်ပြစ်ချင်တာဒါပြစ်ချင်တာပါပေါ့အဲ့လိုမျိုးပေါ့နော်နောက်တလူလူပြောင်းသူလူနဲ့ပဲအတီးပြောတာပေါ့နော်ဟုတ်အဲ့တော့ငငယ်လေးတွေကနေပြီးတော့တတိုက်ကိုဖြစ်ချင်တာကတော့ဒီလောက K-pop industry ရဲ့မှာ idol တယောက်အနေနဲ့ရည်တည်ချင်တာကတော့အမြဲတမ်းအိမ်မက်တစ်ခုလို့ပါပဲရှင်ဟုတ်အရင်ဆုံး entertainment ကို join ဖို့ ခွင့်ရရတာလေ professor တွေကငါတပည့်ထဲမှာ idol ဖြစ်ရှင်တဲ့လူတယောက်ရှိတယ်ပေါ့ဟို audition အကယ်၍ဟိုနေရာရှိလို့ရှိရင်ပေါ့နော်သူ့တခါတော့ဖြေခိုင်းကြည့်မယ်ဆိုပြီးအဲ့အနေနဲ့မှလာပြီးဆက်သွယ်လာပေါ့နော် audition ရှိတဲ့နေရာနေပြီးတော့ဆက်သွယ်လာရင်းနဲ့ဖြေလိုက်တဲ့အခါမှာဟိုအောင်လာရပေါ့နော်အောင်လာတော့အဲ့ဒီမှာအရင်ဝေခွဲမရရဖြစ်လာမှာဘလို့ဆိုအဲ့တော့ညီမကလုံရနေပြီဖြစ်တဲ့အတွက် training ကိုဆက်လုပ်ရမယ်ဆိုလို့ရှိရင် လုပ်တည်လေလုပ်လို့မရတော့ဘူးပေါ့နော်အဲ့တော့အော် income အတွက်လည်းစိတ်ပူပါတယ်ပေါ့နော် အဲ့တော့ဒီအောင်လုံးတင်လားမလုံးတင်လားအဲ့တော့လည်းအသက်က23နှစ်ဖြစ်နေပြီဆိုတော့နောက်ကျနေပြီလို့လည်းခံစားရတဲ့အတွက်လုံးတင်လားလုံးတင်လားဆိုပြီးစဉ်းစားနေတဲ့အချိန်မှာနောက်ဆုံးကိုယ့်တို့ကိုပြန်ပြီးတော့စီစစ်ကြည့်လိုက်တဲ့အခါမှာမလုံးချင်းနေတာဒီဟာပေါ့နော်အဲ့တော့ဘဝမှာနောက်ဆုံးအနေနဲ့ကိုလုံးချင်းအောင်ကို challenge တစ်ခုအနေနဲ့လုပ်ကြည့်မယ်ဆိုပြီးတော့စာပြေလို့ဖြစ်သွားတာဖြစ်ရှင်ဟုတ်ဖိုက်တော့တယောက်ဖြစ်လာတဲ့အချိန်မှာတော့အခက်ခဲရတော့တကယ်များတယ်ပေါ့နော်အခက်ခဲတွေကအော်ပြောလို့ရှိရင်တော့အဆအဆုံးပဲပေါ့နော်မနက်အိပ်ရထားအနေညာ အရာဝင်တဲ့အထီးပေါ့အစားအစားဖုံးကအခက်ခဲတယ်လို့ပေါ့နော်နေရာထိုင်တာဝတ်တာစားတာစားတာတောက်တာကအစားအကုန်လုံးအကုန်လုံးကကိုယ့်တော့က challenge ကြီးဖြစ်ခဲ့ရေပေါ့နော်အော်ပြီးတော့ပျော်အောင်အချိန်ကြီးရတော့ဒီလိုလုပ်လိုက်တဲ့အခါမှာကိုရီးယားစစ်ရှေပေါ်မှာဖြောပြရတယ်ပြီးတော့ကိုငငယ်တုန်းက ဒီအမှန်ဖြစ်ခဲ့ရတဲ့ artist တွေနဲ့စိတ်ချစ်ခုတယ်မဖွင့်ဖြိုပြရတဲ့ artist တွေနဲ့လူမျိုးလက်တန်းစကားပြောဝင်လဲရတဲ့ artist တွေကိုလည်းလူမျိုးပေါ့နော်နှုတ်ဆက်ခွင့်ရတဲ့လူမျိုးကြတော့ကိုယ်ကကိုမယုံနိုင်ဘူးပေါ့နော်။အော်ငါငငယ်ကြီးခဲ့တဲ့ဒီလိုစိတ်ရှိပေါ့မှာငါအခုဖြိုပြနေရတာပါလားပေါ့အဲ့လိုမျိုး PTV လေးဖြစ်နေရရှင်ဟုတ်။ entertainment မှာကအခုလက်ရှိလောလောဆယ်ညီမတို့က senior မရှိပေါ့နော်ဒီ new အဖွဲ့တစ်ဖွဲ့ပဲရှိရဒါပေမဲ့ entertainment ရဲ့ CEO ကကြတော့ဒီအနုပညာလောကမှာတချင်ကလှူရှားခဲ့တယ်ပေါ့နော်နာမည်ကြီး rapper တယောက်ဖြစ်တယ်ပေါ့ senior တယော ောက်အနေနဲ့ပေါ့နော် stage manager တွေပဲဖြစ်ဖြစ်ဒီဘလိုပြောရမလဲဆိုရမလဲဘလိုနေရာထိုင်ရမလဲဆိုရည်လည်းအများကြီးသင်ပေးတယ်ပေါ့နော်အဲ့တော့ခွန်အားတွေလည်းအများကြီးပေးပါတယ်ရှင်ဟုတ်အဖွဲ့သားတွေကတော့အော်ကိုနဲ့အတူတူပဲပေါ့နော်ဒါပေမဲ့အဖွဲ့သားတွေအတူတူကိုအရင်အားကိုးကြရတယ်ပေါ့နော်အခုဆိုလို့ရှိရင်ဒီဒီပြောလို့ရှိရင်အဲလိုလိုက်ရဲလိုက်နာကြတယ်နားလဲနာခံကြတယ်အခုဆိုတိုင်းမြင်နေပေါ့နော်တိုင်းမြင်လည်းရှိတယ်ပြီးတော့အရင်လည်းလိမ်မာကြတယ်ပေါ့နော်ပြောလို့ရှိရင်စကားပြောရင်နားထောင်တယ်ပေါ့နော်ကလေးတွေကလိမ်မာကြတယ်ရှင်ဟုတ် ဒီလေခုချိန်ဒီငါဒီအကြီးကိုလုံးနိုင်မှာမလားဆိုတော့ဒီတန်တရားစိတ်ကြီးနေပဲပေါ့နော်လုံးလိုက်လုံးလိုက်နေတဲ့ဒီလူညာဒီရောက်လာခဲ့ပေါ့နော်အဲ့တော့ cover song တွေပဲဖြစ်ဖြစ်ကိုလုံးတဲ့ပဲပဲအပိုင်းမှာပဲဖြစ်ဖြစ်ပေါ့နော် professional sense နဲ့ဒီဘက်မှာအကောင်းဆုံးမျိုးပဲချက်ပြသွားဖို့စဉ်းစားထားပါတယ်ရှင်။ရှင်းဆက်မဲ့လူပညာလူတွေကတော့ဖြစ်နိုင်လို့ရှင်။ညီမတို့ဒီ new world အဖွဲ့နဲ့ပေါ့နော်။ welcome back ပြီးလို့ရှင်။နောက်လာမယ့်ညီမတို့ရဲ့ activity series ကိုအများကြီးစောင့်မျှော်ပေးကြပါလို့ပြောချင်ပါတယ်။